ဟောနောက်တစ်ခါကျတော့မြတ်စွာဘုရားကမေးသူ့ဘာသူ မေးပြီးတော့ဖြေတာအာနာပါနတတိဘာဝနာကိုပွားခြင်းဖြင့်တတိပဋ္ဌာန်တရား၄ပါးလည်းပွားပြီးဖြစ်သွားတယ်တဲ့နော်ဒါကြတော့အင်တမဟိုရှင်းတယ်အခြေခံအရင်ရက်တွေက ပြောခဲ့တဲ့အခြေခံပဲအခြေခံပဲခုမြတ်စွာဘုရားကဒုတိယမေကုံလေးမေးလိုက်တာဘယ်လို ပွားတဲ့ ဘယ်လိုပွားရင်အာနာပါနတတိဟာတတိပ္ပံတရား၄ပါးကိုပြည့်သွားအောင်လုပ်တယ်လို့ဆိုတယ်မေခွန်း ਨੇ မေးပြီးတော့ဖြေတဲ့အခါမှာအခုပြောတဲ့16မျိုးနဲ့ပဲဖြေသွားတယ်နော်ဒီ16မျိုးပဲမှတ်ထား16မျိုးဆိုတာပြန်ပြီးတော့ပြောမယ်ဆိုလို့ရှင်လေရှူတဲ့အခါမှာရှည်ရှည်တယ်တူရင်တူတယ်လို့သိတယ်နော် ထလေးဝင်လေးအစားအဆုံးအားလုံးကိုသိအောင်ရှူဆိုင်ဖို့ကြိုးစားတယ်။ကျန်တန်းနဲ့ကာယသင်္ခါရဆိုတဲ့ထက်လေးဝင်လေးကိုတိမ်မွေ့သွားအောင်ခြုံငိမ့်သွားအောင်နော်။ရော့ပါတော့ကြိုးစားအထုတ်မယ်။ဒါပထမနည်းဒုတိယကျတော့ပီတိကိုထင်းထင်းရှားရှားသိသိစေလေ။တိလေ။ဒုက္ခကိုထင်းထင်းရှားရှားသိလေ။စိတ်ဓာတ်သင်္ခါရကိုထင်းထင်းရှားရှားသိလေ။စိတ်ဓာတ်သင်္ခါရတွေကို တိမ်မွေ့တော့ငြိမ်ဝတ်သွားစေတည်းရဲ့လို့ဒါဒုတိယတတိယရောက်တဲ့အခါကျတော့စိတ်ကလေးကိုကြာနာစွာသိစေလျက်နောက်တခါစိတ်ကိုရှင်လန်းအပ်တဲ့စေလျက်စိတ်ကိုကောင်းစွာထားလျက်စိတ်ကိုလွတ်မြောက်စေလျက်ဟောဒါတတိယ၄ချက်နောက်သရုတ်ထ၄ချက်ကျတော့အနိစ္စလို့ရှုမှတ်ရင်နော်အနိစ္စလို့ရှုမှတ်ရင်အနိစ္စနုပ္ပတိ ဝိရာဂလို့ရှုမှတ်ရင်និရောဓလို့ရှုမှတ်ရင်ပฏิသက်ခလို့ရှုမှတ်ရင်ねဒီတန်တရာဟောကနေပြီးတော့ဝိပဿနာဉာဏ်ညာပြီးတော့မဉ္ဇဉ်ဖွဉ္ဇဉ်ရသွားတယ်ဆိုတော့ဒီဒီအချက်ဒီစတုက္ခ၄ခုဟာအစဉ်တိုင်းဆက်ဆက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာတတိပဋ္ဌာန်တရား၄ပါး ਨੇ ဆက်ဆက်ထားပထမကကာယ ानु ပတနာတတိပဋ္ဌာန်ဘာလို့လို့ဆိုတော့ ထွက်လီဝင်လေပေါ်မှာပဲမူတည်ထားတာကိုနော်ပထမစတုကကထွက်လီဝင်လေပဲရှည်တယ်တူတယ်ဆိုထွက်လီဝင်လေပဲထွက်လီဝင်လေတွေအကုန်သိအောင်လုပ်တယ်ထွက်လီဝင်လေတွေတိမ်မွေ့တောင်းလုပ်တယ်ဆိုတော့သူကတခြားတရားကိုဖယ်သွားတာမဟုတ်ဘူးဒါကြောင့်မို့လို့ပထမစတုကကအာနာပါနာပေါ်မှာ remain လုပ်အာနာပါနာပေါ်မှာပဲကိုယ့်ရဲ့ဒီအကျင့်ဟာယက်တိထားတာလို့ဒါကြောင့်မို့လို့ကာယ ानु ပတနာတတိပ္ပံလို့ဒီလိုပြောတာเนาะ ကြည်ထွက်လေဝင်လေဆိုတာကာယတဲကတခုပဲတဲ့ညဆောဗျာအကြောင်းပြထွက်လေဝင်လေဆိုတာဘယ်ကာယတဲကတခုလဲလို့ဆိုကြည်ကာယကြီး၄မျိုးလို့ပြောမယ်ဆိုရင်ပထဝီအာဘောတေဇောဝါယောကာယကြီး၄ခုအဲ့ဒီကာယကြီး၄ခုတဲကတခုလို့ဆိုတော့ဘုသူ့ကိုပြောတာတော့ဆိုဝါယောကာယကိုပြောတာလေဆိုတဲ့ကာယကိုပြောတာ တခါရူပกาย25မျိုးရုပ်25ပါးပေါ့လေနော်ဒီຢာကဓမ္မသင်္ကေတိပါပြောတဲ့25ပါးကိုပြောတာဘိဓမ္မထသင်္ကာမှာ28 28ပါးလို့ပြောအဲ့ဒီ25ပါးထဲမှာလည်းပဲဒီຢာကဖွတ်တပါယုတ်ခဲမှာပါတဲ့ယုတ်တစ်ခုပဲပေါ့ဖွတ်တပါယုတ်ပဲပေါ့သို့မဟုတ်အာဘောပဲပေါ့အဲ့ဒါလို့ဆွလို့တယ်အဲ့တော့ထက်လူဝင်လေးဆိုတာကာယပဲကာယရဲက တခုတည်းသောတခုသောကာယပဲဒါကြောင့်မလို့ကာယ ानु ပတနာလို့မြတ်စွာဘုရားကပထမစရုပ်ကကိုဟောတယ်။နောက်ဒုတိယစရုပ်ကကျတော့ဝေဒနာ ानु ပတနာလို့ဟောတာ။ကဲတကယ်ကြည့်မယ်ဆိုလို့ရှိရင်ပိဋိကဝေဒနာလားလို့ဆိုမဟုတ်ဘူး။ဒုက္ခဝေဒနာဟုတ်တယ်။စိတ်တသင်္ခါရကဝေဒနာတစ်ချမ်းတင်ညာတစ်ချမ်းနော်အဲ့တော့သူ့ကိုဘာဖြစ်လို့ဝေဒနာလို့ဒီ ုတိယနီးစနစ်အတိုင်းချက်ကြကြောကိုအထောက်လို့ရှိရင်ဝေဒနာနုပဒနာဆိုရင်တတိပဋ္ဌာန်တရားပြည့်ပြည့်စုံသွားတယ်လို့ဘာလို့ပြောတာတော့ဆိုအတ္တတပတ္တတတွေကိုစနစ်တကျနှလုံးသွင်းနိုင်တာကိုကအတ္တတပတ္တတတွေကိုစနစ်တကျနှလုံးသွင်းနိုင်တဲ့မနတိကာရဆိုလိုတာကစေရသိက်တရားဒီဝေဒနာနဲ့တဘာဝချင်းစေရသိက်ချင်း တူသည့်အတွက်ကြောင့်ဝေဒနာကိုစေတသိက်လို့ခေါ်ရင်ဉာဏ်နဲ့စေတသိက်တည်းဟာလေဝေဒနာရဲ့သဘာဝပဲလို့ဆိုပြီးတော့မြတ်စွာဘုရားဒီနေရာမှာဒီမှန်မှန်ကန်ကန်နှလုံးသွင်းဆင်ခြင်မှုမနတိကာရကိုပဲဝေဒနာလို့ယူပြီးတော့မြတ်စွာဘုရားဒီထဲမှာဝေဒနာနုပဒနာလို့ခေါ်တာပါတဲ့နော်ဒါကြောင့်မို့လို့ပါဠိမှာဘယ်လိုပြောတော့ဆိုလို့ရှိရင်ပါဠိပံပြောတဲ့အခါကျတော့ အတ္တတပတ္တသနာတာထုကံမနတိကာယတိတံအတ္တတပတ္တသနာတာထုကံမနတိကာရောမနတိကာရာအတ္တတပတ္တသတွေကိုကြာကြာနာနှလုံးသွင်းနိုင်ခြင်းကိုကဒါဝေဒနာနဲ့ကင်းတာမဟုတ်လို့အလုံးဝေဒနာလို့ပဲဆိုပြီးတော့ဒါဝေဒနာနုပဒနာဖြစ်သွားတယ်ဆိုလိုတာအတ္တတပတ္တသကိုနှလုံးသွင်းရင်ဝေဒနာနုပဒနာဖြစ်တယ်ပေါ့ ခုနကတော့ကထွက်လေဝင်လေအတ္တတပတ္တတလေးကိုကြည့်တော့ကာယ ानु ဘသနာဖြစ်တယ်။အဲ့ဒီကာယ ानु ဘသနာဖြစ်တဲ့အတ္တတပတ္တတအာယုံကိုပဲနှလုံးသွင်းဆင်ခြင်မြန်တဲ့အခါကျတော့ဝေဒနာ ानु ဘသနာဖြစ်တယ်လို့ဒီလိုဟောတာ။နောက်တစ်ခါတတိယစတုကအနေနဲ့ကျတော့ဘယ်လိုပြောပြန်တော့ဆိုစိတ်ဓာ ानु ဘသနာကိုအဲ့ဒါကျတော့စိတ်ဓာ ानु ဘသနာကျတော့မြတ်စွာဘုရားဘယ်လိုဟောတော့ဆိုငါဖရားဟာတဲ့တတိလက်လွတ် ဆင်ញံတုံတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်မှာဒီအာနာပါနသတိကမ္မထံမဖြစ်နိုင်ဘူးတဲ့ဆိုတော့တဘောမှာတတိကင်းမဲ့တယ်ဆိုတာစိတ်ပဲစိတ်ဟာတတိကင်းမဲ့နေရင်သို့မဟုတ်ဆင်ញံတုံတရားကင်းမဲ့နေတဲ့စိတ်နဲ့လုံလို့မရဘူးလို့ပြောတာဒီပင်လဲစိတ်နဲ့ဆက်ဆက်ပြီးပြောတာဖြစ်တော့ကြောင်းစတုထစတုတတ္တိယစတုကကိုစိတ်တန်ဥပဒနာတွေထည့်ပြီးတော့မှတ်သားရမယ်ဒီလိုဆိုလို့တယ်နော် အဲ့တော့ဒီထွက်လေဝင်လေကိုမမေးမပြောင်းအောင်တတိနဲ့ကြိုးစားခြင်းဆင်ញင်သုံးသပ်ခြင်းဒီပင်လင်စိတ်ဓာတ်ဥပဒနာလို့ဒီလိုဆိုလို့တာစိတ်ဓာတ်ဥပဒနာပဲဟုတ်တယ်လေစိတ်ဓာတ်ဥပဒနာဆိုတာတကယ်ကတော့နတ်စိတ်လေးမှာရာဂနဲ့ရှင်တွဲနေသလားဒေါသနဲ့ရှင်တွဲနေသလားမောဟနဲ့ရှင်တွဲနေသလားသောမငါးစိတ်လေးဟာရာဂမရှိဘူးလားဒေါသမရှိဘူးလားဒီလိုဆင်ញင်တာပဲလေစိတ်ဓာတ်နေပါတနာလေအဲ့တော့ တဘာဝတရားတွေနဲ့ဆက်ဆက်ပြီးတော့ဆင်ញင်စဉ်းစားတာဖြစ်သောကြောင့်ဒါကိုလည်းပဲစိတ်တန်ဥပဒနာလို့မြတ်စွာဘုရားဒီလိုဟောတယ်။နောက်တစ်ခါတတိယအဲစတုထစတုကရောက်တဲ့အခါကျတော့သူကဓမ္မနုပဒနာဓမ္မနုပဒနာကြတော့ဘယ်ဥပဒနာပဲဖြစ်ဖြစ်ဒီရှုရင်းရှုရင်းနဲ့ဘာကိုဖယ်တာတော့လို့ဆိုတော့ ဝိနေယလောကီအဘိဆာဒေါမနတံလို့ဆိုတဲ့အတိုင်းအဘိဆာလို့ဆိုတဲ့ကာမိဆန္ဒဒေါမနတံလို့ဆိုတဲ့ဒေါမနတဝေဒနာနဲ့ရှင်တွဲလာတဲ့ဖြာပါရဒီနိဝရဏကိုဖယ်တာပဲဒီနိဝရဏနှစ်ခုကိုခေါင်းတက်ပြောတာနဲ့ဇာနဲ့နိဝရဏတွေမဖယ်ဘူးလို့ဒီလိုဆိုတာမဟုတ်ဘူးနိဝရဏ၅ပါးလုံးကိုဖယ်ရှားပြတာပဲအဲ့ဒီနိဝရဏတရား၅ပါးလုံးကိုပညာနဲ့သိပြီးတဲ့အခါမှာ ဖယ်ရှားပြစ်ခြင်းဟာနော်ပညာနဲ့သိပြီးတော့နော်ဒီនិဝရဏတရားတွေကိုဖယ်ရှားပြစ်နိုင်ခြင်းនិဝရဏတရားတွေကိုလစ်လျှို့လိုက်ခြင်းနော်ငြိမ်ဝတ်သွားအောင်လှုပ်လိုက်ခြင်းဒီပင်လေဓမ္မနုပဒနာလို့ဒီလိုခေါ်တာဟာတဲ့ဓမ္မနုပဒနာလို့ခေါ်တယ်အဲ့ဒါဟာအာနာပါနသတိကမ္မထာအာထုတ်ရင်းကနေပြီးတော့ တတိပဌံတရား၄ပါးပြည့်စုံသွားတယ်လို့ဒီလိုပြောတာเนาะအာနာပါနသတိထုတ်တာကအာနာပါနသတိကပ္ပထာထုတ်တာပြည့်ပြည့်စုံသွားတာကဘာဖြစ်သွားတော့ဆိုတတိပဌံတရား၄ပါးပြည့်ပြည့်စုံသွားတယ်လို့ဒီလိုပြောတာ